ဓမ္မစီရီရဲ့ day 1ဒီဓမ္မစီရီလေးကိုဆရာစပြတဲ့ရည်ရွယ်ချက်ကတော့ဒီ Buddhist ခေလေးတွေအတွက်သူ Buddhism နဲ့ပတ်သက်တဲ့အခြေခံသဘောတရားလေးတွေကိုအခြေခံသုံးနှုန်းလေးတွေကိုအင်္ဂလိပ်လိုနားလည်သွားရအောင်ရဲ့နောက်ကကျတော့အင်္ဂလိပ်စာအုပ်ပဲဖြစ်ဖြစ်ဓမ္မအုပ်ပဲဖြစ်ဖြစ်ချင်းမြတ်နိုးတဲ့ learner တွေအတွက်ဒီအသုံးဝင်တဲ့အသုံးနှုန်းတစ်လေးတွေကိုအင်္ဂလိပ်လိုနားလည်သွားအောင်ရဲ့သိရှိသွားအောင်ဆရာက sharing လုပ်ပေးတဲ့ရည်ရွယ်ချက်နဲ့သင်ကြားပေးမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံး day 1ကိုတော့ဆရာတို့မြင့်တာနဲ့ပဲဆက်လိုက်ရအောင်ဒါပေမဲ့ဒီ series ကိုတော့ဆရာပထမဆုံး ဟိုမြန်မာလိုအစားဆုံးပြောပြီးတင်သွားပြီးမြန်ဆင်းလို့တာသွားမယ်ဒါဆိုရင် usage တွေနဲ့ vocabulary တွေရောအခြေခံသဘောတရားတွေရောသိသွားမှာဖြစ်ပါတယ်ဒါပေမဲ့ vocabulary နဲ့ usage တွေကိုပဲအဓိက intention ဥတီထားတာဖြစ်တဲ့အတွက်ကြောင့်ဆရာရဲ့လမ်းနာတွေကဒီဘာသာရေးရဲ့နှက်ဆိုင်မှုတစ်ခုကိုတော့ဆရာအပြည့်အဝဖော်ပြနိုင်မှာမဟုတ်ဘူးပေါ့နော်။အဲနောက်တစ်ခါကျတော့ဒီ series လေးကိုတော့ဆရာကအင်္ဂလိပ်လိုပမာလိုပြောပြီးတော့သင်မှာဖြစ်တဲ့ပထမဦးဆုံးအဲပမာလိုပြောသင်လို့ပြီးသွားမှလာဆရာအင်္ဂလိပ်လိုပြောပြီးတော့သင်မှာဖြစ်ပါရဲ့ပေါ့။ဒါအဲ့တော့ ဒီနေ့လေ့လာမယ့်အကြောင်းလေးကတော့မေတ္တာ chant လို့ခေါ်တယ်။ဒါမေတ္တာဘုဒ္ဓခြင်းဆိုတဲ့ဟာလေးအကြောင်းသင်ပေးမှာဖြစ်တယ်။အားလုံးပဲတော်တော်များများဘုဒ္ဓဘာသာရေးဆိုရင်ဒီကြောက်ဝင်ကြတဲ့အကြောင်းအရာလေးဖြစ်တယ်။ဘာလဲဆိုလို့ရှိရင်ဒီတပ်ပေတတာဆိုတဲ့ဟာလေးပေါ့နော်။ဒီအင်္ဂလိပ်စကားလုံးမှာဒီပါဠိ original စကားလုံးမှာစအတန်ကိုဆရာတို့မြန်မာပြည်ကျတော့တအတန်ပြောင်းသွားတာမျိုး။ဟိုငယ်တုန်းကဒီပကံမှာရှိတဲ့စရဘာတကားကြီးကိုအင်္ဂလိပ်လို Sarabar Gateway လို့ရေးတော့ဘာကြောင့်တအကိုစားနေရေးရလဲဒီစလုံးပဲမှားရလားလို့ဆရာထင်ခဲ့ပူတယ်။အမှန်တော့ ပါဠိစကားလုံးရဲ့စာတန်ကိုမြန်မာစကားလုံးမှာသတန်ပြောင်းလဲထားတာဖြစ်တယ်။အဲကြောင့်ဒီမှာတပ်ပေတတ်တာကိုပါဠိတန်မှာဆိုရင်တော့ဆက်ပေစတာဆိုပြီးတော့တွေ့ရမှာဖြစ်တယ်ပေါ့နော်။အဲတော့ဒီမှာဆက်ပေစတာပြီးရင်အာဝေယာဟွန်တုဆိုရင်အာဗေရာဟွန်တုဆိုရင်ဝါတန်လဲဗာတန်ပြောင်းထားတာဖြစ်တယ်။အဲတော့အင်္ဂလိပ်မှာဗာတန်ဒီဒီပါဠိမှာဗာတန်ဒီဒီဆရာမြန်မာမှာဆိုရင်ဝါတန်ပြောင်းထားတာကိုတွေ့ရလိမ့်မယ်။ဥပမာပြောမယ်ဆိုရင်ဒီ Victoria ဆိုတဲ့ဘုရင်မကြီးကိုဆောင်းမြန်မာတွေက Victoria ဆိုပြီးတော့ဝါတန်ပြောလိုက်တာမျိုး နောက်ခါ Mount Everest လို့ခေါ်တဲ့ဒီ Everest တောင် Everest ဆိုရယ် Ever Father လေးကိုဆရာကကြောင် Everest ဆိုရယ်ဝါအတန်ပြောင်းဖတ်လိုက်တာမျိုးပေါ့နော်အဲ့တော့ဝါအတန်ဒီ sorry ဝါအတန်ဒီဝါအတန်ဖြစ်သွားမယ်အဲ့ကြောင့်ဒီမှာတော့ဆရာ original တိုင်းပဲဖတ်ပြပြပြဖြစ်ကြအောင်အတန်တော်ဒီနေနဲ့မတူညီမှုလေးရရှိမှာဆရာဒီကနေဂျူပြီးတော့ပြောပြထားတာဖြစ်တယ်ပေါ့ဒီပထမဆုံး survey ဆက်တာဆိုတာအသက်ပေသက်တာပြောတာဖြစ်တဲ့ကြောင်းတဲ့ may all living being living being ကိုယင်သိရမယ် living being ဒီတက်ရှိတက်တော်ဝါဒီအလုံး living being လို့ခေါ်တယ် all ဆိုတာအလုံး တော့ဆက်ပြီးဆက်တာဒီ all living beings ဆိုတဲ့ဘက်ထွက်တယ်တသိတရှိတရောများအားလုံးဆိုတဲ့ဘက်ထွက်တယ်ဒီ meaning လေးတွေအဓိကရစေချင်တာဒါဆရာ intention ပဲပေါ့နော်နောက်က avira hundu okay အားဘာပြောချင်တာလဲဆိုလို့ရှိရင်ね be free from enmity and danger enmity enmity ဆိုတာမလိုမုန်းထားမှုနဲ့ရန်လိုမှုဆိုတဲ့ဘက်ထွက်တယ်အားလေးမှတ်ထားမယ် danger and area ဒီဟာလေးကိုကိုယ်ကဖတ်ပြီးတော့ကိုယ်က vocabulary ကိုတိလောက်လားဆိုပြီးဖတ်ကြည့်လို့လည်းရရပြီးလေးရပြီးတော့ ထပ်ကြည့်ပြီးတော့မသိဘူးဆိုလို့ရှိရင်ဆရာပြောအောင်နားထောင်ပြီးခါကြရဒီ million usage လေးတွေကလည်းလက်တွေ့ဘဝမှာလည်းဖြစ်ဖြစ်ဒီ religion မှာဖြစ်ဖြစ်ပြန်ပြီးတော့သုံးလို့ရတဲ့အနေအထားမှာရှိတယ်ပေါ့နော်အဲ့ဒါလေးကိုလေ့လာစစ်ဆင်းနေအဲ့တော့ be free from enmity and danger ဒီမလုံမုံထားမှုတဲ့အန္တရာယ်တွေကနေပြီးတော့ be free from ကင်းဝေးကြပါစေဒီမေနဲ့ be နေရတာတွဲထားတာစုတောင်းပြီးမေရဲ့ဒီဒီ adjectives ရှိရတဲ့ကြောင့် be နဲ့ခံပြီးတော့စုပေးထားတာပေါ့နော်အဲ့နောက်ဆက်ကြတော့အာဗျာပေချာဟွန်တူဒီဇာဆိုတဲ့ဇာတောင်းလေ ဂျာဆိုရဂျာတန်ပြောင်းထားရဲဆိုတော့နားလည်ရမယ်အပြန်ပိချာဟွန်တူဘာပြောရလဲဆိုရင် mental suffering တဲ့ mental ဆိုတာစိတ်ပိုင်းဆိုင်ရာ suffering ဆိုတာဝေဒနာတွေအဲ့လိုနေမှာဒါ mental စိတ်ပိုင်းဆိုင်ရာ suffering ဆိုတာဝေဒနာတွေကနေပြီးတော့ be free from ခင်ဝေးကြပါစေဒီတော့ကားတွေစိတ်ပူမှုတွေဝမ်းနည်းမှုတွေပေါ့အဲ့ဒါနေခင်ဝေးကြပါစေဆိုတဲ့အိပဲဖတ်တယ်ခင်နောက်ခုကြတော့အာနီကာဟွန်တူ အဲ့ဒါဘာပြောချင်တာဆိုရင် may feel from physical suffering mental ဒီစိတ်ပိုင်းဆိုင်ရာလို့သိထားမယ်ဆိုရင်ဒီ physical ဒီဒီရုပ်ပိုင်းဆိုင်ရာကိုယ်ကာယပိုင်းဆိုင်ရာ suffering ဝေဒနာတွေကနေပြီးတော့ be free from ပြင်းဝေးကြပါစေတဲ့ဒီစာလေးကဒီလိုအသေးပဲထွက်တယ်ဒါမေတ္တာချမ်းသာတဲ့အတိုင်းပဲဆရာတို့မေတ္တာပို့တတ်တာဖြစ်တယ်ဆရာတို့ဒီတရားဝါးတွေအားလုံးကိုကျမ်းမာဖို့ဒီပျော်ရွှင်ဖို့ချမ်းသာဖို့ငြိမ်းချမ်းဖို့ဆူတောင်းပေးတဲ့ဟိုအတူဆုံးနဲ့အထီးရောက်ဆုံး ေတ္တာချမ်းဆိုရယ်မေတ္တာပို့တဲ့ဟာလေးဖြစ်တယ်ပေါ့เนาะတေချာလေးတော့နားလဲအောင်နားထောင်လိုက်ရင်လည်းအဆင်ပြေသွားမှာပေါ့အဲဒါမှမဟုတ်ကြတော့ may they take care ဆိုတော့ zamser happily အဲ့ဒါပါလဲဆိုရင် sukhi ဆရာတို့ကသုခိလို့ပြောတယ်ဒီ sukhi atthanam pariharantu အဲဒါပါပြောချင်တာလဲဆိုရင် damsa သူတို့ကိုသူတို့တဲ့ဒီခုနက living being ဒီတက်ရှိတော်များအားလုံးသူတို့ဒီ damsa သူတို့ကိုသူတို့ happily ပြပြရှင်ရှင်အေးအေးချမ်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 းသာသာနဲ့ take care of ဂရုစိုက်နိုင်ကြပါစေတဲ့ကိုကိုကိုဆောင်းနိုင်ကြပါစေဆိုတာတို့ကိုတို့ပြပြရှင်ရှင်ချမ်းချမ်းသာနဲ့ဆောင်ရွက်နိုင်ကြပါစေဆိုတဲ့အိမ်မှာထွက်နေတော့နောက်နေ့မှဆိုလို့ရှိရင်လည်းဒီ Buddhist usage တွေရတယ် Buddhism usage တွေရနေပြီးတော့မှအခြေခံအကြောင်းစကားလုံးလေးတစ်လုံးစီကိုဆရာရှင်းပြပြီးမှဖြစ်တယ်ဒီနေ့ကတော့ဆလာချင်းမှာဆရာမေတ္တာကြောင့်ပြည့်စုံပြီးပြပြပေးခဲ့ပြီးဖြစ်တယ်ပေါ့နော်အားလုံးပဲဒီပုံမှန်လေးလာပြီးလဲကွဲအင်္ဂလိပ်စာစွမ်းရည်ရဲ့ဘာသာရေးအသီးလေးကိုမြင်တင်လိုက်ပါအောင်နော် I am studying the Dharma CV to share the basic Dharma usage to the Buddhist kid and also to share the useful expression for people who learn both Dharma and English. My intention is not to take any advantage of religion, but to share the knowledge, wisdom, and understanding. So let's study together with peace and mindfulness. May our being be happy and peaceful. Okay, today we will start learning the uh, Middha chant. It is a Pali usage highly clear. Uh, that means that, uh, how do you say, wishing all the living being to be happy and peaceful. The first one, sabi sada. Sabi means all, all. Sada means the living being, or creature. So sabi sada all together mean may all living being, all living creature. Avira hundu. They are two but avira. Avira means without the danger, without enemy, without enmity, and safe, right? Hontu me may they be. So together it may avira hontu together it may may all living beings be free from enmities and danger. Next one. Abya Bicha Hondu. Abya Bicha. There are also two birds. Abya Bicha means without mental suffering, uh, no sadness, no worry, and no stress. Hondu means may they be. So Abya Bicha Hondu. Together it means may all living beings be free from mental suffering. Aniga Hondu. they are also two birds are <coughs> needed. it means uh, safe without danger and um, also without pain, no pain, no danger, safe. That means like that. Unto me, may they be. So together it means, may all the living beings be free from physical suffering. Actually, uh, especially physical suffering. Suki atanam parihadantu. There are three but. sukhi, sukhi means happy and peaceful. Atanam means themselves, their bodies and mind. Parihara and two men here, may they take care of his wishing. So together, Suki etanem Parihara and two, that's we together mean, may they take care for us uh, happily. So they may that channel help us send our kind and love, our kind and love to all living being, both near and far.